နောက်တစ်ခုကဟေတီဟေတီနိုင်ငံမှာ2010ခုနှစ်ကဟေတီမြေကလင်လှုပ်ခတ်မှုကြောင့်လူပေါင်း2သိန်းကျော်တည်တယ်။အဲ့လိုတည်ဆုံးကြတာမှာနိုင်ငံတော်မှအကြီးကျယ်ပျက်စီးတယ်။ငြိမ်းချမ်းရေးကိုထိုးသွင်းရဟေတီနိုင်ငံမတည်မှုရဲ့ရင်ဆိုင်ရတဲ့သဘောတွေကဘာတွေနိုင်ငံတကာအကူအညီရလာတဲ့ခါမှာအခုလိုကျွန်တော်နိုင်ငံတကာအကူအညီရလာပြီ။အချိန်မှာအလိုလိုမျိုးနဲ့နားလည်မှုတွေရလာပြီးတော့ပြိပကတ်တွေနေဤတော့တယ်။အဲ့ဒါလိုပဲကျွန်တော်တို့တူရကီနဲ့ဂရိဒါ 1999ခုနှစ်ကဂရိနဲ့တူပြီးနိုင်ငံခြား separate zone ဆိုတာရှိတယ်။အဲ့ဒီ zone မှာသူ့ပိုင်ငါပိုင်နဲ့ဖြစ်နေတဲ့အချိန်မှာပဲပြည်ထောင်နဲ့ငလင်းတွေလှုပ်ခတ်ပြီးနှစ်ဖက်ကယ်ဆိုအဲ့မှာပြပြပြုတ်သွားတဲ့အခါနှစ်ဖက်ကယ်ဆိုပြူပေါင်းပြန်လုပ်ပြီးနဲ့ငင်းငင်းရသွားပြီးငင်းငင်းသွားပြီးဒါကျွန်တော်တို့လုပ်ခဲ့တယ်။အဲ့လိုပဲနီကာရာကွာမှာ1988ခုနှစ်မှာတဘောဘေးရန်တွေပေါ့ဟာရီကိန်း zone တိုက်ခတ်တဲ့အတွက်ကြောင့်အဲ့ဒီမှာရှိနေတဲ့ Sentinel အစိုးရနဲ့ controller တန်တရားဖြစ်တည်မြဲကြမှာ စစ်ပြင်းကြီးမှုရရှိပြီးတော့နောက်ဆုံးစစ်ရေးဖြစ်ရှင်းတဲ့နေရာကနေပြီးတော့90ခုနှစ်မှာပြည်တော်စုရွေးကောက်ပွဲနဲ့ဝင်းကြီးတွေအားလုံးပြစ်ခတ်ရက်စဲတွေအားလုံးအဆုံးတက်ခဲ့ဒီနိုင်ငံတွေကလည်းလူသားပဲသူတို့လည်းသူတို့ယုံကြည်ရကိုးကွယ်ရတဲ့ကိုးကွယ်တဲ့လူတွေပဲကျွန်တော်နိုင်ငံလည်းလူသားပဲအများစု80ခန့်နှုန်းကျော်ဗုဒ္ဓဘာသာတခြားရတယ်ကိုရင်းဖြစ်တယ်ဒါလည်းဖွဲ့စည်းပုံအခြေခံဥပဒေဒီစာအုပ်ထဲမှာကွန်ပါပြစ်တာလွတ်လပ်တာကိုးကွယ်နိုင်စွာပါပြစ်တာကျွန်တော်တို့အဲ့ဒီအိုင်နဲ့ပတ်သက်လို့ ကျွန်တော်ဒီမှာ declaration လုပ်တယ်ဆိုတော့စစ်ခေါ်ကြတယ်လို့ဘာမှမဖြစ်ဘူးဒီလိုအသိတရားတွေရှိပြီးတော့သူများနိုင်ငံတွေတော့ဒီလိုမလုပ်နိုင်ရင်လုပ်နိုင်ရင်ကျွန်တော်နိုင်ငံဘာလို့မလုပ်နိုင်ရမလဲဒီဖြစ်စဉ်တွေတာရကယူပြီးတော့ကျွန်တော်တို့ Elon Musk ပြောသလိုပဲ nobody know future အနာဂတ်ကိုဘယ်မှမသိဘူးတဲ့ကျွန်တော်ကထင်တယ်အဲ့တော့ကျွန်တော်ကြောင့်စိတ်ရင်းလိုက်တယ် now do the best ကျွန်တော်တို့အခုအချိန်အစပြီးအကောင်းဆုံးလုပ်သွားမယ်ဆိုရင် ကျွန်တော်တို့အဲ့တောင်းမြန်းသူတွေကျွန်တော်ပြောတဲ့အလေးတစိုက်ကမ်းချလို့သူများနိုင်ငံတို့လူဖြစ်ကုန်ပြီဒုနိုင်ငံလူဖြစ်တဲ့တယ်ဆိုတဲ့ positive trend လေးတစ်ခုတော့ရပြီးတော့နိုင်ငံကောင်းကျိုးအတွက်တို့မိသားစုတွေအတွက်တို့ပြည်သူတွေအတွက်တို့အကျိုးအတွက်တို့ဘာလုပ်ပေးရင်ကောင်းမလဲဆိုတဲ့ positive trend တစ်ခုနေ Now do the best sir စဉ်းစားလိုက်မယ်ဆိုရင်မနေ့ပြန်ဆက်ပြီးတော့ဗမာပြည်ကသွားကျင်နေတာသွားလို့ရပြီလို့တင်ပြရင်ပထမပိုင်းလူမှုချုပ်ပေါ်ချစ်တယ်ဆရာတော်ဆရာတော် ပထမပိုင်းတော့ဒီနိုင်ငံတကာမှာကျွန်တော်တဘာဝဘေးရန်တွေနဲ့ချိတ်ဆက်ပြီးတော့ပဲဒီတချို့သောပြိပကဖြစ်နေတဲ့နိုင်ငံတွေဟာဖြစ်သွားတဲ့ပုံတော့အားနည်းချက်ပေါ့နော်ဒီအားနည်းချက်တစ်ခုကနေပဲကျွန်တော်တို့ကအာသာကြီးကြီးကိုယူနိုင်ခဲ့တယ်ဒါတခြားနိုင်ငံတွေရဲ့ဥပမာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကောဒီနိုင်ငံတကာဖြစ်စဉ်တွေကနေပြီးတော့ကောင်းကျိုးတွေဆိုးကျိုးတွေဘာတွေလို့ကျွန်တော်တို့သင်ခန်းစာကျွန်တော်အနေနဲ့ဒီကနေဘာတွေထုတ်လုပ်နိုင်လဲပေါ့ဒီဘိုင်းကိုဆွေးနွေးပေးစီ အဲဒီလိုတင်ပါလေသောသောကကျွန်တော်ပြပြသွားပြီးဖြစ်ပါလေအခြားနိုင်ငံတွေမှာဒီလိုသဘာဝပြရနေဖြစ်တဲ့ခါမှာဒီရဲ့ဆိုးကျိုးတွေပေါ်မူတည်ပြီးတော့တိုင်းပြည်ကောင်းအောင်အတွက်နိုင်ငံချစ်စိတ်နဲ့အမျိုးချစ်စိတ်နဲ့ကျွန်တော်တို့ကြိုးစားဆောင်ရွက်ခဲ့တဲ့ကြောင့်အကျုံစုမှုရဲ့ငင်းငင်းရည်ရသွားကြတယ်ကျွန်တော်သောသောကမိဘုံပြုပြီးတော့ပြပြသွားပြီးတာဖြစ်ပါလေအဲဒါမို့မိဘုံတစ်ခုမှာဘုံမှုရလဲပြောပါတယ်လက်ရှိကျွန်တော်တို့နိုင်ငံသားအားလုံးနိုင်ငံတော်ချစ်ဖို့လိုပါတယ် ဟိုလူမျိုးကိုချစ်ဖို့လိုပါတယ်။ကိုတိုင်းပြည်ကိုကာကွယ်ခြင်းစိတ်ရှိဖို့လိုပါတယ်။တခြားကအဓိကတကယ် principle ဖြစ်တဲ့ဒါအဓိကကြတဲ့အချက်ဖြစ်ပါတယ်။ဒီစိတ်တဲ့တည်းကမရှိဘူးဆိုရင်သူတလုံးမတမင်းတာသူတလုံးမဟွာတော့မဆိုရင်တော့ကျွန်တော်တိုင်းပြည်တိုင်းပြည်ဖြစ်မှာ။လက်ရှိနိုင်ငံရေးခဲကျင်းကိုကြည့်မယ်ဆိုရင်ဒါကကျွန်တော်ကိုမီလာ9ရက်နေ့မှာကျွန်တော်တို့ကနိုင်ငံရေးပါတီတွေအားလုံးနောက်ဆုံးမှတ်ဖို့တရားတင်ကြရမှာဖြစ်ပါတယ်။ဒီကြံကြံရောင်းလိုက်နှစ်ခေါက်23ခုနဲ့ဇန်နဝါရီ26ရက်နေ့မှာလဲ အရင်ကရှိခဲ့တဲ့နိုင်ငံရေးပါတီတက်ပေါင်း60အတွင်းမဟုတ်ဘူးဒီနေရာပြန်လိုက်တယ်မှာတက်ပေါင်း60ကျော်ပြီးတော့မဟုတ်ဘူးလည်းမရှိတော့နိုင်ငံရေးပါတီမှာအလိုလိုပဲပဲဖြစ်တယ်ဆိုရင်လည်းထုတ်ပြန်ပြီးသားဖြစ်တယ်အဲ့ဒီကလိုအပ်တဲ့ကျင်းနာမှုတွေကျင်းနာခဲ့ပြီးသားဖြစ်တယ်ကျင်းနာခဲ့ပြီးသားဖြစ်တဲ့အကြောင်းလက်ရှိအနေအထားမှာလည်းနိုင်ငံရေးပါတီကိုဆက်ပြီးတော့မြည်သူမဆိုဘယ်ပါတီမတရားဘယ်ကဘာမှမလုပ်နိုင်ဘူးတော့ကန့်သက်ချက်ဖြစ်ဘူးတင်မဆိုတင်လို့ရအောင်လို့လည်းအခွင့်အရေးပေးတာဖြစ်တယ်အဲ့ဒီအခွင့်အရေးကဘယ်သွားလဲဆိုတော့ လမ်းဒီလိုအပြစ်ခတ်ရက်ဆဲပြီးတော့တိုင်းပြည်မှာရှိတဲ့လူမှုကြိုက်တဲ့အစိုးရကဘုံတို့ကိုယ်တိုင်ရွေးချယ်ပြီးတော့တင်မြှောက်နိုင်မှုတော့ဒီအခွင့်အရေးကိုပြလာတယ်ခင်ဗျာကျွန်တော်ဒီကျွန်တော်ပါတီရွှေဆောင်အဲ့လိုဖြစ်တဲ့ကြောင့်လူတိုင်းလူတိုင်းမှာကိုယ်ကြိုက်တဲ့လူကိုမဲပေးနိုင်ဖို့အတွက်တောင်းပြပို့တောင်းအောင်ဖြစ်တယ်အဲ့တော့ဒီမှာရှိတဲ့အတွက်ငါတို့ကလာမပေးဘူးပေးတယ်မပေးဘူးပေးတယ်သူကနေချိန်ကြောင်းလို့လာမပေးဘူးသူကနေဒါလို့လို့လာမပေးဘူးဒီလိုဖြစ်တယ်ဆိုရင် အဲ့ဒီလက်ချိတ်ရောက်တဲ့လူရဲ့တာဝန်ကိုဖြစ်ပါနိုင်ငံတော်ဆိုတာသူလုပ်ပေးနိုင်တဲ့အတိုင်းအောင်လုပ်ဖို့မှာဖြစ်ပါသူ့မှာလည်းသူကသူ့သူ့အစီအမံနဲ့သူရှိတဲ့အတွက်ကြောင့်ဘယ်နည်းဘယ်ရမှာဘရော့အတိတ်ကြတာမကျင်တာပြင်မဲ့ဘရော့မှာလုပ်မယ်ဆိုတာဒါအတိတ်ကျင်ညာပြတာဖြစ်တယ်ပြဆွဲတိကျတာမဟုတ်သေးဘူးဒါကြောင့်မို့ကျွန်တော်တို့ဒီ fix စ်တွေပါလေထွက်လာတာနိုင်ငံမှာပုံတင်ခြင်းကိုနောက်ဆုံးမီလာ9ရက်နေ့ရှိသွားဒီလို fix စ်ထွက်လာအဲ့တော့ပြီးတဲ့ဆိုတော့ねသူနိုင်ငံရွေးကောက်ကိုလုပ်မယ် process ကတည်းက ယူကော့ဘွတ်ကော်မရှင်သူ့တိတိကျကျတော့ဖြစ်ပါတယ်အဲ့တော့ကမ္ဘာနိုင်ငံတွေမှာလည်းခုနကကျွန်တော်တင်ပြခဲ့တဲ့အထက်မှာလည်းဒီတိုင်းပေါ့အားချင်းတော့ဆိုကိုယ်ပဲအထုပ်ခွင့်ဒေသတွေဒီလိုပဲညှိနှိုင်းပြီးတော့တွတ်တုံမှာပေါ့နေတယ်အတီးပြုရင်းနေဖြစ်တော့အဲ့တော့ဒီမှာကျွန်တော်တို့အနောက်ရှိခုနဲ့ဥပဒေကိုပြန်ပြီးကြည့်မယ်ဆိုရင်တချို့ကဒီဥပဒေမှာဘာဖြစ်နေမှာပြည့်ပြောပြတင်းဆက်ပြန်ဖတ်ကြည့်ပါ50နှစ်ကနေပြီးတော့56ထိရဥပမာ50နှစ်ကနေ56ထိရတိုင်းနယ်ပြည်နယ်အမြင်ရနေပြီးတော့မြို့နယ်အမြင်ထိကြောက်မယ်ဆို ်ကိုဝိုင်းကိုစုတွင်းရဒေသတွေတတ်မှတ်မယ်ဆိုလုံးလုံးမဖြစ်ဘူးအကုန်လုံးပါချက်ဖြစ်တယ်သူတို့ကဘာလို့ကျင်းတာလဲဖက်ဒရယ်လူချင်းတို့ဖက်ဒရယ်နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးပါချက်ဖြစ်တယ်ဇယားတဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေ့တိုင်းဒီဟိုစင်ထရယ်ဂဗာမန့်ဆိုဟိုအစိုးရနေပြောလုပ်ကြတယ်ဟာပါတယ်ဇယားတဲ့မှာဆိုလို့ရှိရင်ဒီနေ့တိုင်းအစိုးရတယ်ပြီးတော့ဝင်းတုတ်ပြန်လောက်အောင်ပဲပိုင်းပါတယ်ဇယားတို့မှာကိုယ်ပိုင်အစိုးရကမင်းတို့ဘာတွေအခုတွေပြည့်တယ်ဘာလို့ပြည့်ပြီကြာ နော်ဇာလေးကတော့ဂရုကုတည်းပြီပါဇာငါတက်တော့အခုကောက်ဒီနေပတ်တယ်ကိုတက်ပါလားအဲဒီဇာလေးနဲ့ပတ်တယ်ကိုကိုပုံပြီးတော့လူချင်တယ်ကိုကပုံပြီးတော့ဒီဥစ္စာကိုနိုင်ပြီပုံထုတ်ချက်ချင်တယ်ကျွန်တော်လူရင်ကဒီနေ့မကတော့ဒီလူနဲ့မလူနိုင်တယ်မကတော့တစ်ဆက်တည်းဖြစ်တယ်၃မျိုးနဲ့၄မျိုးနဲ့တော့ရမှာကျွန်တော်ကဖြစ်တယ်အဲ့ဒီမှာရှိတဲ့တမတ်ချက်ဒီနေ့အောင်ဆုံးကြီးလဲဆိုလို့ရှိရင်တော့သူလွတ်တော်တယ်ဖြစ်တယ်တက်တော်တယ်ကြာဆုံးတယ်ဖြစ်ခဏတည်းကြာနေပြီ။ ီလိုလက်နဲ့ကြိုက်တိုက်စရာမလိုဘူးလက်နဲ့ကြိုက်တိုက်တယ်ဆိုတာကတော့ဘာကြောင့်အဲ့လိုလုပ်တယ်ဆိုတာဒီအရင်လဲကြည်ကြည်နဲ့နဲ့မဖတ်တာလည်းပါတယ်အဲ့မှာအိန္ဒိယဆိုလို့ရှိရင် constitution မှာဆိုလို့ရှိရင်ဒီလိုပြည်နယ်တွေကနိုင်ငံခက်ခဲတော့လို့ရေခက်ခဲတော့လို့တခုခုတရားသာရခွင့်မှုဆိုတော့ရှိတယ်တိမောအိန္ဒိယဆိုလို့ရှိရင်ဟိုလက်ရှိဝန်ကြီးချုပ်မော်ရီယာဥပဒေလိုနေတယ်ကျွန်တော်ပြည်နယ်တဲ့ဝန်ကြီးချုပ်ကအဖွဲ့ဝင်ပုံပါတယ် ။အဲ့ဒီကနေဆုံးပြပြီးတော့မှတွတ်တော်တဲ့တင်းတို့မှမဲခေါ်ပြီးပြည်သူလူထုဆန္ဒကံပြီးရင်ဟုတ်ပြီလေ။အဲ့တော့ကျွန်တော်တို့နိုင်ငံလည်းဒီလိုလုပ်မှဆိုရင်ဒီလိုလုပ်လို့ရတဲ့နည်းလမ်းတွေရှိတယ်။လက်လက်ဆွဲကြိုက်ပြီးဒီလိုတိုက်မှဒီမိုကရေစီတိုက်တာမဟုတ်ပါဘူး။ဒါကြောင့်မို့တကယ်ကိုညဉ့်ညာကြီးလိုချင်တယ်ဆိုရင်အခုချိန်မှာကျွန်တော်တို့ဒီလိုဘေးဒုက္ခကြုံနေတဲ့ချိန်မှာကျွန်တော်တို့ရဲ့တာသမီတွေကျွန်တော်တို့ရဲ့ရက်ဆွေရက်မျိုးတွေကျွန်တော်တို့ဆွေမျိုးတွေအားလုံးကဒီရန်ကုန်ဆိုရန်ကုန်တက္ကသိုလ်နဲ့နေကြပါဘူး။မြန်မာပြည်နဲ့ပုံနေကြတာ သူတို့လာလို့မရဘူး။ဘာကြောင့်လာလို့မရလဲ။အဲ့ဒီတုံးချမ်းသူတီရဲ့အယူသီးမှုဘွာရဆွဲမှုတခြားသူတို့ယူခြင်းနဲ့ယူနေရှိမှာပေါ့။အဲ့ဒီအဆွမ်းအောက်တွေကြောင့်ဒါဒီလိုဖြစ်နေတာ။ကျွန်တော်တို့ဒီလိုယူဆပါ။ဒါကြောင့်မို့အမှန်တကယ်ဒါတွေကိုချုပ်ငင်းနေတယ်ဆိုရင်တော့နိုင်ငံတော်အကြီးအကဲပြောတဲ့အတိုင်းပဲနိုင်ငံသားတိုင်းနိုင်ငံသားတိုင်းဒီတိကျမိမိနိုင်ငံမိမိချစ်တဲ့ပုံပေါ့။နေ့မိမိလူမျိုးမိမိ ်ချက်တတ်ဖို့လိုပါတယ်။သို့မိမိနိုင်ငံကိုမိမိကာကွယ်ခြင်းနဲ့စိတ်သက်ရှိဖို့လိုပါတယ်။လေးရေးကြုံလာရင်မြမားဆိုတဲ့စိတ်သက်တစ်ခုတည်းနဲ့ပူပေါင်းပြီးဆောင်ရွက်ပြီဆိုရင်ခဏရဆိုင်မနဲ့ပြန်ဆက်ပြောဉာဏ်ရဲ့နန်းနေပြီအလုံးရောက်ပါလိမ့်မယ်လို့ဒီပိုင်းကိုပြောပါတယ်။ကျေးဇူးပါတယ်တကယ်ငယ်ငယ်ကဖြစ်စဉ်တွေချိတ်ဆက်ပြီးတော့ စ်တင်ဖြစ်လိုက်တာအပြင်ကိုယ်မှာရှိတဲ့လက်တွေ့ရှိထားတဲ့အားတွေဘယ်လိုအသုံးချလဲဒီဘိုင်းကိုအထူးအလေးထားဆွေးနွေးပြီးသားလို့ဒါကျွန်တော်တို့တကယ်တမ်းလက်တွေ့အသုံးချနိုင်လို့အတော်လေးကိုဘယ်လိုဖြစ်သွားမှာ